င်္ဂလာပါဒီငါကတော့ lion fish လေးယောက်ငါဖြစ်ပါတယ်သူကတော့ငါချစ်ဖတ်ငါမင်းသားလို့လည်းခေါ်ကြပါတယ်ဒီငါရဲ့တွင်ပြင်ဟာအနီရောင်အညူရောင်အမဲရောင်အဖြူရောင်များရှိပါတယ်အရောင်အသွေးဆုံဆုံလေးနဲ့ရမ်းလာသလိုအစိတ်ပြင်းတဲ့ငါမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်ဒီငါရဲ့မျက်နှာအရှိဖက်နဲ့ကြောဖက်မှာအလားဆင်ထားသလိုမျိုးအစူးတန့်ရှိရှိလေးတွေလည်းရှိပါတယ်သူ့ရဲ့အစူးများမှာမာကြောပြီးထိမိသွားခဲ့ရင်အစိတ်ကြောင့်နာကျင်မှုကိုပြင်းထန်စွာခံစားစေနိုင်ပြီး တခါတည်းရန်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ထို့သောတည်စေနိုင်တဲ့အဆိပ်မျိုးမဟုတ်ပါဘူး။အဆိပ်ပြင်းသလိုအနက်ဆိုးတဲ့ငါးတကောင်လည်းဖြစ်ပါတယ်။ Lion Fish လေးုံငါးရဲ့ပုံမှန်အရွယ်စားမှာ25စင်တီမီတာကနေ38စင်တီမီတာထိတွေ့ရတတ်ပါတယ်။တခါတလေအကြီးဆုံး45စင်တီမီတာထိတွေ့ရတတ်ပါတယ်။သူရဲ့အလေးချိန်မှာ1 kg 1 kg ဝန်းကျင်ရှိပါတယ်။ဒီငါးကိုပင်လယ်ရေအနက သမီသားကနေမိသား300အထိတွေ့ရတတ်ပါတယ်။ပုံမှန်အားဖြင့်မိသား20မိသား50ပါအများဆုံးတွေ့ရတတ်ပါတယ်။တန်တာကြောက်တန်းချာကော်ရီချာကြောက်တော့အောက်ဘေးတို့မှာအများဆုံးတွေ့ရတတ်ပါတယ်။ Lion fish ကတခြားငါးငယ်များပင်လယ်ပစုံပင်လယ်ခရုသတိမရှိတဲ့ငါးအောင်တဲတဲတွေကိုသူ့ရဲ့အစာအဖြစ်ဖမ်းဆားလိမ့်ရှိပါတယ်။မြ мян စားပြီးမြ мян မျိုးပွားနိုင်တဲ့ငါးမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။တကယ်လို့တင်တာ Lion fish ကိုအပြင်မှာတွေးခဲ့မှဆိုရင်လက်ဖြစ်ကြိုက်တွေ့ချင်းစုပ်ကြိုက်ချင်းကို တတိထားဖို့အကြံပေးချင်ပါတယ်။တင်သား Lion of Fish ရဲ့အဆူကို ထိမိသွားခဲ့ရင်အစိတ်ကြောင့်နာကျင်မှုပြင်းထန်စွာခံစားစေရပြီးအခါတရံဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါ။ဒါကတော့ Lion Fish ၄ရောင်၅ပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။